လောင်းလုံမျိုးနဲ့ဖွာပုတ်ပြင်ကြေးရွာတော်ဝိုင်းမှာမဏီကမုံးလဲနှစ်နာရီလောက်ကစပြီးညပိုင်းအထိစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီခြေလျင်တက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လောင်းလုံမျိုးနယ်နဲ့ရေဖြူမျိုးနယ်ကြားမှာပြီးခဲ့တဲ့လကလေးကစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားအင်အား80ကျော်ဖွာပုတ်ပြင်ရွာတွေကိုရောက်လာချင်းအခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာပါ။နောက်ပတ်ပြက်ကတန်နေစက်တိုက်ကြနေရတယ်လို့လက်နက်ကြီးတွေနဲ့အချက်ကြီး၁၀ကျော်လောက်အထိကြားရောက်ပောက်ကွဲနေတယ်လို့ဒေတာကန်တွေကဆိုပါတယ် စစ်ကောင်စီစစ်ကြောင်းရောက်လာတာနဲ့တိုက်ပွဲဖြစ်နေတာကြောင့်ဖွာပုတ်ပြင်းရွာတောင်းဆောင်ရွာစင်ပူးနှင်းနဲ့မြို့ဟောင်းရွာတွေကဒေသခံတွေမိုးသည်ထန်နေတဲ့ကြားထဲမှာအရေးပေါ်စစ်ပေးရှောင်ထွက်ပြေးနေရပါတယ်မော်ဘီနယ်ရေးမြို့နယ်အာယူတောင်ကျေးရွာမှာရှိတဲ့ခမာရ343တပ်ဝင်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကုန်းတစ်ခုကိုရေဘလူးတပ်ရင်းကတိုက်ခိုက်တိုင်ပိုင်နိုင်ခဲ့တယ်လို့တပ်ရင်းတာဝန်ရှိသူတွေကပြောပါရယ် ဒီကနေ့ဇူလိုင်လ3ရက်မနေ့9နာရီမှာရေးမျိုးပေါ်နယ်9မိုင်ကွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကုန်းကိုရေးဘလူးတပ်ရင်းကဝင်းရောက်တိုက်ခိုက်ခဲ့တာပါနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတနာရီနီးပါးဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာစခန်းကုန်းကိုတိမ့်ပက်ရရှိခဲ့တာလို့ရေးဘလူးတပ်ရင်းခေါင်းဆောင်ကပြောပါတယ်သူတို့အင်အား20လောက်တော့ရှိမှာပေါ့နော်ကျွန်တော်စကန်ဝင်ရောက်တိုက်ခိုက်တဲ့ချိန်မှာကြာဆုံးမှုကတော့6ယောက်လောက်တော့ရှိမှာဗျာကျန်တဲ့ဒီရဲဘော်တွေကကြာတော့သူတို့ရဲ့ကြာတဲ့တပ်ဖွဲ့တွေနဲ့ လမ်းလမ်းလေးကိုပေါ့နော်ယူရတယ်ကျွန်တော်တို့စကန်ကိုပဲတင်စီရမိတယ်ပေါ့နော်စကန်ကိုပဲရခဲ့တယ်စကန်ကိုဒါပေမဲ့ကျန်ကျန်ရှိတဲ့ဒီစစ်ပစီစစ်တုံးတော်ပစ္စည်းတော့ပါမရခဲ့ဘူးဗျာစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုနဲ့ပတ်သက်ပြီးတပ်တင်းနိုင်တိုင်းတိုင်းနေနဲ့တီးခြားတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူးအဲ့ဒီပြစ်ခတ်မှုတွင်မှာရေဘလူးတရင်ဘက်ကရေဘော်တို့ဦးကြဆုံခဲ့တဲ့အပြင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ပြစ်ခတ်မှုထက်မှန်ဖြစ်ပွားခဲ့ရမှာ ရေဘလူးတရင်ဘက်ကနောက်ထပ်ရဲဘော်တို့အကြောင်းခဲ့တယ်လို့ဆိုပါရယ်နှစ်ဖက်ပြစ်ကမ်းမှုဖြစ်ပွားပြီးတဲ့နောက်မှာရေမျိုးမှာအခြေချထားတဲ့တရင်တက်စခန်းတွေကနေတော်လိုင်းရာစုတွေရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးရန်တမ်းပြစ်ခတ်မှုတွေရှိနေတဲ့အပြင်စစ်ကြောင်းထုံဝင်ရောက်တာတွေလည်းရှိနေတယ်လို့အသက်35နှစ်အရွယ်ကျုံလုံးရွာခံမျိုးသမီးတူကပြောပါရယ်ဒုံချုံရေးချီနေရရွာခံမျိုးသမီးရဲ့ပြောဆိုချက်ကိုအတန်အစားထုတ်ဖတ်တာပါရယ်ဒီဘက်မှာတော့ခဏခဏပြစ်ခတ်မှုတွေရှိနေတာပဲ အဲ့လိုဖြစ်လာရင်တော့ရှောင်ကြတာပဲများတယ်တခါတလေဆိုပြေးရင်လွှားရင်နဲ့စစ်သားစစ်ကြောင်းနဲ့တို့ရင်ဖမ်းခံရပြီးရိုက်နှိုက်ခံရတယ်ပေါ်တာဆွဲတာတွေရှိတယ်ပေါ့နော်နောက်ဆုံး PDF တွေလို့ဆွဆွဲတယ်တခါတလေတော်လန်ရေးအင်အားစုတွေနဲ့အဆက်အသွယ်လုပ်တယ်ဆိုပြီးတော့ဖမ်းပြီးတက်လိုက်တာလည်းရှိတယ်အမရိုဆိုမြို့ပေါ်မှာရှောင်နေရတာခုထိမပြန်သေးဘူးလေ။အာနာတိမ်းပြီးတဲ့နောက်မှာရေမြို့နယ်မှာခြေကြတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရင်းဒက်စခန်တွေ ဌာနဆိုင်ရာရုံးတွေအပါအဝင်မြို့ပြင်မှာရှိတဲ့ဂိတ်စခန်းကြီးငယ်တွေကိုရေဘလူးတက်ရင်ကမကြမကြဝင်ရောက်တိုက်ခိုက်လေရှိပါတယ်။ဒါကြောင့်ရေမျိုးပေါ်အပါအဝင်တော်လင်းရေးတက်တွေဝင်ရောက်နိုင်တဲ့ကြီးရွာလမ်းပိုင်းတွေကိုစစ်တပ်ကဂိတ်စခန်းအများပြားချထားပြီးတော့စစ်မှုထမ်းတင်တန်းစဉ်တပ်သားတွေနဲ့အင်အားဖြည့်တင်ထားတယ်လို့တော်လင်းရေးတက်ဘက်ကပြောပါရယ်။ရေမျိုးနယ်ထဲမှာမြို့နယ်စခန်းမှုခေါ်စာစခန်းမှုနဲ့စားသုံးလုံးအရာရှိတွေအပါအဝင်စစ်ကောင်စီလက်အောက်ခံအများပြားကိုရှင်းလင်းနိုင်ခဲ့ပြီးတော့တပ်စခန်းကြီးငယ်ပေါင်း ငါးခုခက်ကိုတင်ပိုက်ရရှိထားတယ်လို့ရေဘလူးတက်ရင်ကောင်းဆောင်ပြောဆိုချက်ရသိရပါတယ်။ဒီကံဥပဒေပါဝင်ကြီးချုပ်တူရဲ့ကျင့်ဝတ်တွေချိုးဖောက်တယ်လို့ဆွဆွဲခံထားရတဲ့ထိုင်းဝင်ကြီးချုပ်ပီထုံထန်းရှင်နာဝုတ်ကိုအခြေခံဥပဒေခုံရုံးကရာထူးကနေဆိုင်ခံထားဖို့မင်းကအမိန့်ချလိုက်ပါတယ်။ထိုင်းဝင်ကြီးချုပ်အဖြစ်တာဝန်ယူပြီးတစ်နှစ်ပြည့်ဖို့တလားလို့အခုတရက်နေ့မှာဝင်ကြီးချုပ်ပီထုံထန်းရှင်နာဝုတ်ဟာထိုင်းအစိုးရအိမ်တော်ကနေထွက်ခွာသွားပြီပဲဖြစ်ပါတယ်။ ထိုင်းကမ်မောရီးယားနယ်စပ်ပြဿနာနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ပေထုံတန်နဲ့ကမ်မောရီးယားဝန်ကြီးချုပ်ဟောင်းဟွမ်ဆန်တို့ပုံပြောဆိုမှုအသက်ဖိုင်ပေါက်ကြားခဲ့တဲ့နောက်ဒီဆိုင်ငံ့မှုဖြစ်လာတာပါစစ်ကောင်စီတပ်သားတအူ KNU တပ်မဟာလေးတရင်71စီမှာလက်နက်နဲ့တကွာအလင်းဝင်လာတယ်လို့ KNU မိတ်တဝဲခရိုင်ယုံကသတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတပ်သားဟာမနေ့ကနေ့လယ်ပိုင်းမှာအလင်းဝင်လာတာဖြစ်ပြီးသူနဲ့အတူ MA1 တနက်တလန်ကြီပောင်းတဲ့ကြီစံတွေကိုယူဆောင်လာတယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လနောက်ပိုင်းကလည်း KNU တပ်မဟာလေး KNDO တပ်ရင်းခွန်စီမှာ စစ်ကောင်စီတပ်သား၃လက်နက်နဲ့တကွာအလင်းဝင်ခဲ့ပါသေးတယ်